င်္ဂလာပါ channel msn ပါဒီဗီဒီယိုကပြန်ရရတာပါဘာကြောင့်လဲဆိုရင်114ရဲ့ခေါင်းပွဲအနေနဲ့တည်ထားတဲ့ Philippi Lobo နဲ့ Kulatan တို့ပွဲကပြတ်သွားပါပဲ114ရဲ့ပွဲကြိုတွေကကျွန်တော်မနေ့ရက်တွေကကြိုပြီးရိုက်ပြီးသားပါဒါဆိုရင်ပြတ်တဲ့ပွဲမတင်နဲ့ကွာကျန်တဲ့ပွဲနှစ်ပွဲပဲတင်လို့ပြောစရာရှိတယ်မရဘူးဗျခေါင်းပွဲ၃ပွဲမှာပါတဲ့လူတွေထဲမှာ Super Black နဲ့ Kulatan နဲ့ကထိုးဘူးတယ် Kulatan ကမောင်ထိုင်နဲ့ထိုးဘူးတယ် မောင်ထိုင်ရောကုလာတန်ရောကနာဘီတို့နောင်အိုတို့နဲ့ကပြန်တွေ့ဘူးလေကျွန်တော်ကအဲ့ဒီ frame ကိုယူပြီးတော့ video ကိုတုံးတက်ထားတာကုလာတန်တို့ပွဲပြတ်သွားပြီဆိုတော့အဲ့ဒီ frame နဲ့လှုပ်ထားတဲ့ပွဲကြုံ video တွေကတင်လိုက်မယ်ဆိုရင်အထိပယ်ကမရှိတော့ဘူးအဲ့တော့အစားဆုံးကိုပြန်ရရပါတယ်ဗျာဒီเจ้าကို client နေလဲမသိကြဘူး fan နေလဲသိကြမှာမဟုတ်မြင်ကြမှာမဟုတ်ကဲထားပါအခုညနေ၄နာရီခွဲဆိုတော့မိလောက်အောင်ပါဆက်ရအောင်ဒုတိယကောင်ပွဲကဆက်ဆန်းနဲ့မောင်ထိုင်ဖြစ်သွားပြီး နှစ်ယောက်စလုံးကစော့ပုံတူတယ်မောင်ထိုင်းကမာတယ်မာသိန်းတလောက်မာတယ်ဆက်ဆန်းလဲမာတာပဲနောက်ဆုံးပွဲမှာအေစာတန်းပောင်ကိုအလဲထုံးနဲ့ကိုရှုံးတယ်အလောက်မာမာနီးစနစ်သမားနဲ့တွေ့ရင်သွားတာပါပဲတက်လုံလဲနှစ်ယောက်လုံးရှိကြတာပဲ၃မိနစ်၃ကြီးအတွက်လုံလောက်တဲ့တက်လုံကိုသည်ရှိကြတယ်မောင်ထိုင်းကတောင်သမား close range ကြိုက်တယ်ကဲ့ရရတာကက်ဆော့ရတာတိတ်ကြိုက်တယ်ဆက်ဆန်းကလက်သီးအထုပြုတ်ပြီးတော့တောင်ကိုဒုတိယနေရာမှာထားပြီးတော့သုံးတက်တယ် ဆက်ဆန်းကနောက်ဆုံးပွဲအစ္စာတန်းပေါင်နဲ့တပွဲပဲအလဲထိုးခံရမှုတဲ့မောင်ထိုင်းကနစ်ကိုရဲ့လီယန်ဟာရီဆန်ကိုအလဲထိုးနဲ့ရှုံးမှုတဲ့အသက်မှာလည်းမောင်ထိုင်းက၅နှစ်ပုံငယ်မယ်စောက်တဲ့ပုံစံကလည်းတူတယ်စိတ်တက်လည်းတူလို့နည်းနည်းလေးတော့ပြောရခက်မယ်ဗျနှစ်ယောက်စလုံးကစိုက်ထိုးပြိုင်ထိုးကြရတာသိကြိုက်တော့မြန်မာပြည်သက်တွေအထူးသဖြင့်ရောရပြည်သက်တွေပို့ပြီးကြိုက်ကြလိမ့်မယ်ဒီနေရာမှာအဓိကအဖြစ်ထုတ်ရမှာကဘသူပိုမာလဲရဲ့ဘသူပိုပြီးတော့စိတ်ရှိရှိ စော့နိုင်လဲဆိုတာကဒီဘွဲရဲ့အဖြစ်ပါ မောင်ထိုင်းရဲ့ပါဝါကဆက်ဆန်းကိုကြားရင်တောင်မှလဲထိုးနဲ့ဖြစ်နိုင်ချေအင်မတန်နည်းတယ်ဆက်ဆန်းရဲ့ဖြောင်းလက်သေးတွေကလည်းမောင်ထိုင်းရဲ့ဂျောလွန်ပုံနဲ့ဆိုရင်ကြားဖို့ကခက်အောင်ပါပဲတယောက်ကိုတယောက်လဲထိုးနိုင်ဖို့တိတ်ပြီးတော့မလွယ်ဘူးအဲ့တော့အမှန်ဆုံးဖက်ကိုရောက်ပါပဲပေါက်ကြီးမှာဆက်ဆန်း2.411မောင်ထိုင်း1.51ပေါက်ပါတယ်မောင်ထိုင်းနောက်ဆုံးနှစ်ပွဲအလဲထိုးနဲ့နိုင်ထားလို့အထက်ကျေးပါဆက်ဆန်းကတော့နောက်ဆုံးပွဲအလဲထိုးနဲ့ရှုံးထားလို့အောက်ကျေးပါကျွန်တော်မြင်ရဆိုရင်တော့မောင်ထိုင်းအမတ်လောက်နဲ့ပဲဆက်ဆန်းကိုနိုင်သွားပါလိမ့်မယ်ဟုတ်ပြီ ထောင်ပွဲဖြစ်သွားတဲ့ဆန်ကားတဲ့နဲ့ Sua Black အကြောင်းကိုပြောရအောင်မနေ့ကရိုက်ထားတဲ့ဗီဒီယိုတုန်းကတိတိကျကျစိတ်ပြေနေပြေပြောထားပေမဲ့အခုကအချိန်သိမ့်မရတော့လို့လိုရင်းပဲပြောမယ်မြန်မာပွဲတွေဆိုရင်ရှုံးနိုင်ခြင်းမြင့်ရင်တော့မှစကားကိုကျွန်တော်ထိမ့်ပြောတယ်မြန်မာမို့လို့ပါကိုဗီဒီယိုကြည့်ပြီးတော့စိတ်သက်မကြစေချင်လို့ပါ Sua Black ကထိုင်းကင်ရင်ဖြစ်ပြီးတော့မြန်မာစကားနားမလဲတော့တိတ်အားနာစရာမရှိဘူးဆိုတော့ Sua Black ရှုံးပါမယ်ဗျာဒဲပဲ ဆန်ကတက်ကတော့စူပါရီချန်တဲ့ပွဲမှာသူ့ရဲ့ဂွန်ဘုတ်တွေကိုလူတိုင်းသိပြီးသားဆိုတော့ထပ်ပြီးတော့မဖော်ပြရတော့ဘူးရော့တန်ရောက်ပါပေါင်စာဖြစ်တဲ့အခု1မှာကစ်ပေါင်စင်ထိုးနေပြီဒါပဲကျတဲ့နဲ့က1မှာမွေထိုင်းပဲထိုးဘူးတာပါတခါမှကစ်ပေါင်စင်မထိုးဘူး life time မှာတော့ကစ်ပေါင်စင်ထိုးဘူးပြင်မဲ့အခုနှစ်ပိုင်းနဲ့ဝိုင်းဝန်ဆရောက်တဲ့ကမွေထိုင်းမဲ့ဆိုတော့မွေထိုင်းကစားသမားလို့ပဲကျွန်တော်တမုတ်လိုက်မယ်ဆန်ကတက်ကပေါင်စင်ဘက်ကနေလာတော့ကစ်ပေါင်စင်နဲ့အနီးဆက်ဆုံးပို့ဖြစ်မယ်လက်သီးပိုင်းကလည်းပေါင်စင် glove နဲ့အသားကျနေပြီမို့လို့အဲ့ပိုင်းမှာလည်းပို့တာနေရုံမှာပဲ ခြေကန်ချက်ပိုင်းကလည်းအတိုင်းအတာတစ်ခုတရနေပြန်တယ်ခုနောက်ပိုင်းစူဝါဘလက်ကိုမကြိုက်တဲ့အချက်ကကိုမကျွမ်းကျင်တာကိုလက်တဲ့ဆန်းကျင်တာပါစပင်နင်ဘက်ကစ်တွေစပင်နင်ဟက်ကစ်တွေဟီကစ်တွေဟူကစ်တွေဆိုတာကတိုက်ကွန်ဒို background ခရာတေ background ရှိတဲ့လူတွေအတွက်ပဲပို့ပြီးတော့အဆင်ပြေစေတာပါ အပြင်လူတွေလိုက်ကျင်ဖို့မဖြစ်နိုင်ဘူးတော့မဟုတ်ဘူးသိမ့်မလွယ်ဘူး အဲ့ပိုင်းတွေကိုဆူဝါဘလက်ကလှုပ်လာတယ်။မှားတယ်တော့မဟုတ်ပေမဲ့မွေထိုင်းရူအောင်မှာမွေထိုင်းသမားတယောက်အနေနဲ့မွေထိုင်းစတိုင်နဲ့စော်တာကတော့အနေရဲ့ကင်းဆုံးအကောင်းဆုံးပါပဲ။ဒီလိုမျိုးလက်တင်ဆန်တော့မရှုံးသင့်တဲ့ပွဲတွေရှုံးနေ။ဆန်ငါသစ်ဆိုတဲ့ကောင်ကတက်လို့ပါ။ဝမ်းကလည်းထပ်ပြီးတော့စင်တော်တင်ပေးအောင်ပါပါ။အဲ့တော့ဆူဝါဘလက်ဘက်ကနေလက်ကီးကစ်ပိုင်းကလွှဲရင်နိုင်နိုင်ကြီးနဲပါတယ်။အားကြောင့် lucky kick လို့ပြောလဲဆိုရင် thank you မှာကပြောင်းလဲချက်က ခြေခံချက်ပဲရှိလို့ပါ။ Bouncing Glove နဲ့ဆန်ကားတက်ကိုအလဲထိုးဖို့ကလည်းမလွယ်ပါဘူး။ပေါက်ကြီးကတော့အခုချိန်အင်ကာနေ့ညနေ၄နာရီခွဲဝင်းကျင်မှာတော့မပေါက်သေးပါဘူး။ပေါက်လဲကျက်တဲ့နက်ကအောက်ကြီးပဲဖြစ်နေမှာပါ။ဟုတ်ကဲ့ကျွန်တော်နေရောတာပါ Channel MS ဆန်ကားပါ။တောက်ကြနေကြရင်ကျွန်တော်တို့ Telegram မှာတွေ့ကြရအောင်။တဒါ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN Wage ကိုသုံးပါ